မြန်မာပြည်နောက်ခံပုံရိပ်တွေနဲ့ထိုင်းနိုင်ငံ Thai Pro မဂ္ဂဇင်းအတွက် Fashion ဓာတ်ပုံအရိုက်ခံဖို့ထိုင်းနိုင်ငံကျော်အဆိုတော်ထုံထိုင်းတရာမြန်မာဝှစ်စုံနဲ့ရိုက်ကူးဖို့ Match လ29ရက်နေ့ကတော်ဝင်ကားနဲ့မိသားစုနဲ့သဘောတူညီမှုရခဲ့ပါတယ်။ဘတ်လို့ထိုင်းပြည်သူတွေချစ်စနိုးခေါ်တဲ့ထုံထိုင်းမြန်မာပြည်မှာဘလို့ဖျော်ဖြေခြင်းတလေ။ထိုင်းရုပ်သံတစ်ခုမှာ Exchange Program တစ်ခုမှာအစီအစဉ်တင်ဆက်သူဖြစ်လောက်ကိုင်းမဲ့အဆိုတော်ထုံထိုင်းဟာရွှေရကုံစီရီတော်လိုတကိုးကြီးဖျားတွေကိုတွားရောက်လေ့လာပြီးထိုင်းပြည်သူတွေကို မြမယဉ်ကျေးမှုကြောင့်ထင်ဆက်သွားမှာဖြစ်တယ်လို့မဂဇင်းတော်လည်းဓာတ်ပုံလာရိုက်တာပါလို့ပြောပါတယ်။ဘာသာရေးကိန်းဆိုင်မှုနဲ့ကိုယ်ဝယ်ယုံကြည်မှုတူညီတဲ့နှစ်နိုင်ငံကြားအိမ်မက်ချင်းတူရဲဆိုရင်မြမပြည်မှာတချင်းတွေကိုဖျော်ဖြေဖို့ဖြစ်နိုင်တာကြောင့်လုံခြုံဝတ်ပြီးပရောတချင်းတွေကိုကပြဖျော်ဖြေခြင်းနဲ့လို့ဆိုပါတယ်။ဂျပန်နိုင်ငံမှာမြမအစိုးရတွေနဲ့အတူဖျော်ဖြေဘူးတာမို့ချင်နိုင်ရင်လာဖျော်ဖြေခြင်းမရလို့ထုံချိုင်းကပြောပါတယ်။ เวลาเราร้องเพลงไทยแล้วพม่าเต้นกับเราชาวพม่าเต้นกับเรามีควาจะร้องกับศิลปินพม่าไหมดีไหมอะไรเงี้ครับเพราะตอนนั้นเราไปที่เราไปเป็นโจเกียเฟสติวัลมิวสิกเฟสติวัลที่ดรเดียวนะก่อนเราไม่ได้เจอในทุกชาติหนึ่งในนั้นก็มีชาติมีชาติพม่าไปด้วยครับเราดูแล้วเราเราเราใกล้ชิดกันว่าเราสีผิวเราเป็นสีเดียวกัน สีตาเราเป็นสีเดียวกัน และเรามีจิตใจที่คล้ายกันอย่างมากเพราะว่า ငငယ်ကလေးကဆင်းရဲတဲ့ဘဝကနေရုန်းကန်လာခဲ့ရတဲ့သူ့ဘဝမှာပျော်ရွှင်တတ်တဲ့စိတ်ထားကောင်းပြီးအကောင်းမြင်တတ်တဲ့စိတ်နဲ့ဂီတာတီးနေတဲ့အဖေနဲ့သချင်းဆိုတဲ့အဖေစီကအတင်းယူပြီးအချစ်ကိုအဓိကထားဘဝကိုရှင်သန်နေတာကြောင့်နှုတ်ပြနေတာပါလို့သူကဆိုပါတယ်။သူဟာနိုင်ငံရေးကဏ္ဍမှာလိုအပ်ရင်စစ်သားတွေကိုအားပေးတဲ့သချင်းတွေဆိုခဲ့သလိုဘရင်မိသားစုတွေကိုလည်းဖျော်ဖြေမှုတဲ့အကြောင်းသူသာဝန်ကြီးချုပ်ဖြစ်ရင်ဝန်ကြီးတွေကိုကခိုင်းမယ်လို့ မြန်မာသတင်းမီဒီယာတွေနဲ့တွေ့ဆုံတဲ့သတင်းစာရှင်းလင်းပွဲမှာအရေးအရှုံးလေးတွေနဲ့နောက်ပြောင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့အနှစ်20ကသူ့ရဲ့တခြင်းတွေကို copy ပြန်ဆိုခဲ့ကြတဲ့ပေါ်သူ့အနေနဲ့နားလည်ပေမဲ့တခြင်းရေးဆရာတွေ၊ဂိဒပညာရှင်တွေရဲ့စိတ်ကူး idea တွေကိုတော့လေးစားပါလို့ကမာရွတ်မီဒီယာကိုတီးတံပြောပါတယ်။မူရင်း original ဆိုတာရှားပါတာကြောင့်အသုံးများလေပိုကောင်းလေဖြစ်ပေမဲ့ original နဲ့တွေ့ရင်ကိစ္စအလုံးပြတ်ပါတယ်လို့ဆိုပါတယ်။ แต่คนอื่นที่ต้องใช้สมองในการคิดในการเขียนนักดนตรีหรือต่างต้องก็ต้องดูแลเขาถ้าบนในโลกนี้มันไม่มีออริจินอลเลย เราก็จะได้เห็นแต่สิ่งที่เราเป็นก๊อปปี้มันความเป็นของแท้ออริจินอลมันก็ย่อมดีกว่าอยู่แล้วมันก็ใช้ได้นาน เหมือนคนนี้ครับเหมือนพี่เนี่ยใช้มานานมากแล้ว แบตก็ไม่หมด ်ဒီစာရေးမှာ reading day ကိုရှင်ဘုရားကြေပေါ့ဘုကောလာခိုင်ချင်ကိုကြည့်တယ်ဒါကြောင့်ခိုင်ချင်ဆိုင်ဖို့ထုတ်တော့ပေါ့ချောင်းတယ်ဘာဖြစ်တိုင်းကြေပေါ်ကြည့်နေစစ်တော်မေစန်တာ၄နှစ်ပြည့်ကန်ထူးရှင်ရွေးပွဲအတွက်ကိုရီးယားအတွက်၆ရောက်ထိုင်းနိုင်ငံအတွက်၆ရောက်ရွေးချယ်ပွဲအတွက်အဆိုတော်ထုံချိုင်းတဲ့အတူ Fan Friendship Experience Exchange Program Interview လွှင့်သွားမှာဖြစ်တယ်လို့သူ့ရဲ့ဖြောပြပွဲကိုလည်းကြည့်ရမှာဖြစ်ပါတယ်။